မျိုးသမီးတွေကကြာလာလေးလေးနှစ်ကြာလေးလေးကလေးတယောက်မွေးတယ်ကလေးတယောက်မွေးပို့ပို့ချစ်လာလေချစ်လာတော့သမီးချင်းမွေးပြီးတော့ကြောက်ပို့ပို့ချစ်တယ်ပို့ပို့ပြီးတော့လေအဲ့လိုမျိုးလေးဘယ်လိုလဲမသိဘူးအရင်ချစ်တာအဲ့ခါကျသူ့ဟိုဘက်ထထိုင်ကြည်ကြည်ကြည်နေတာတကယ်ဟိုအဲ့သမီးငယ်လေးမွေးလာတဲ့အချိန်မှာလေအာသမီးလေးကအဲ့လို သူနဲ့တော်တော်တူတယ်အတိုင်လုံးလည်းပြောတယ်တမျိုးလုံးလည်းပြောတယ်အဲတာကန်ငငယ်ရုပ်ကိုကြည့်ချင်းသူသမီးငယ်ကိုကြည့်အဲ့ရုပ်ပဲရခမကပြောတော့မှာကိုကလည်းစောကြီးကဟိုခံစားမိရလေနော်ကိုယ့်ကိုကြောက်ပဲဒဇင်းတွေတိတ်တိတ်ကြည့်ပြီးတော့မွေးလာဆိုတော့ဟိုမွေးလာတဲ့အချိန်မှာလည်းတိတယ်သူ့ဖေရုပ်ပဲလို့အကောင်တော့လည်းပြောပါတယ်ရခမကပြောတော့ပိုချင်းတွေပါသမီးကြီးက3နှစ်နဲ့2လ3နှစ်နဲ့2လပဲရှိသေးတယ်။အငယ်လေးကကြာ7လ။ဟုတ်။သမီးငယ်ပြီးတော့လေမွေးကလေးကလည်း ပေါမပြစ်ပဲမွေးတာပြီးကဒီနှစ်လပိုင်းကိုနှစ်လပိုင်းလောက်ကုန်လောက်မှမွေးမှာတလားလောက်နီးနီးကိုတမိလေးကခရီးတစ်ခုသွားပြီးပြန်လာတော့ချက်ချင်း ဟိုဖိုင်းနာပြီးတော့တခါတည်းတမ်းမွေးတာဟိုသူရက်မဟုတ်ပါနဲ့မွေးတော့ကလေးကဟိုပေါင်လည်းမပြည့်ဘူးပေါ့နော်ပေါင်လည်းမပြည့်ဘူးဆိုတော့အပွင့်လည်းပြောရင်တမိတိလောက်အဲ့လိုအရင်တကြမမှာမဟုတ်ဘူးဖြစ်ဘူးပေါ့နော်တချို့တွေမေးပါတယ်တမိငယ်လေးပုံမတင်တာတခါလေးရောနည်းနည်းတိလောက်ခုနည်းနည်းတိလောက်တင်ဖြစ်တယ်ငယ်တော့ကြာမတင်ဖြစ်ဘူးတမိတိလေးကြာမွေးခဲ့တဲ့ကပေါင်ကလည်းပြည့်တယ်ဟိုတူးဆိုရယ်ယူရယ်လေးနော်တူတူကိုကိုပိုတင်ဖြစ်တယ်အဲ့တော့ဆိုရင်ကိုယ်လေးမြန်းညက်ပွဲတမိလေးကပထမဆုံးမွေးခါတာဆိုပြီးလျံလေးကပိုတင်ဖြစ်တယ်အငယ်ကြတော့အလုတ်ကအရင်များသွားပြီစီးပွားရေးကလည်း ဟိုသူ့အောင်ထိုင်ကနေကြာသွားပြီတမိကြီးလေးကလည်းရှိနေတော့တမိနှစ်ယောက်နဲ့ဆိုတော့မတင်ဖြစ်ဘူးကွာခလေးကလည်းပြီးတော့အဓိကဟိုဟိုပေါင်မပေါင်နဲ့မပြည့်ပဲနဲ့အကောင်လေးလည်းတက်သေးလေးပေါ့နော်အဲ့လိုဆိုတော့ကျမ်းမာရေးလေးကလည်းရှိတဲ့အခါကျတော့ဘယ်လိုမတင်ဖြစ်တာအခုငယ်တွေကဘယ်လိုလဲပုံတာသူ့ဖေအမေကအဆောင်ကတော့အာအစိုးရကတပိသားဘာလဲဆိုတော့ကိုယ့်ယောက်ျားကချစ်တယ်လေကိုကိုကိုဝင်ရှိကလေးကကိုယ့်ယောက်ျားကိုပဲဟိုယူရံပြပါပြီးတော့ကို့အတွင်းနဲ့ကိုပေါ့နော်ကိုရဲ့တဦးတည်းတော့တွေ့ပါယောက်ျားပဲထိုင်ကြည့်နေ။ဘယ်ယောက်ျားပဲတစ်ချိန်လုံးဟိုတမိကြီးကလေးကလည်းကြည့်ပါတယ်။ဒါပေမဲ့တမိကြီးနဲ့မှကြာတော့ကိုက ကိုနဲ့တူရပြောကြတာပေါ့နော်အဖေမှဆိုလို့ရှိရင်အဲသမီးငယ်ကျတော့ပို့ပြီးတော့မှဘယ်ပြောသလိုလဲမျိုးသမီးတွေကကြာလာလေးလေးနှစ်ကြာလေးလေးကလေးတယောက်မွေးတယ်ကလေးတယောက်မွေးပို့ပို့ချစ်လာလေချစ်လာတော့သမီးချင်းမွေးပြီးတော့ကြောက်ပို့ပို့ချစ်တယ်ပို့ပို့ပြီးတော့လေအဲ့လိုမျိုးလေးဘယ်လိုလဲမသိဘူးအရင်ချစ်တာအဲ့ခါကျသူ့ဟိုဘက်ထတိုင်းကြည်ကြည်ကြည်လာတကယ်ဟိုအဲ့သမီးငယ်လေးမွေးလာတဲ့အချိန်မှာလေအာသမီးလေးကအဲ့လိုသူ့နဲ့တော်တော်တူတယ်အတိုင်လုံးလည်းပြောတယ်တစ်မျိုးလုံးလည်းပြောတယ် အဲတာကန်ငယ်ငယ်ရုပ်ကိုကြည့်ချင်းသူသမီးငယ်ကိုကြည့်အဲ့ရုပ်ပဲရခမပြောတော့မှာကိုကလည်းစောကြီးကဟိုခန်းစားမိရလေနော်ကိုယ့်ကိုကြောက်ပဲဒစင်းစင်းတသိမ့်သိမ့်ကြည့်ပြီးတော့မွေးလာတာဆိုတော့ဟိုမွေးလာတဲ့အချိန်မှာလည်းတိတယ်သူ့ဖေရုပ်ပဲလို့အကောင်တော့လည်းပြောပါတယ်ရခမပြောတော့ပိုချင်းသေးပါပြောပေးပါအောင်ကိုကိုနဲ့တူတဲ့သမီးလေးမွေးပြီးတာကျေးဇူးနဲ့ပြောပါဘာကျေးဇူးတင်လားဒါပဲလားမရဘူးဟိုကသမီးကလုံးကတော့ဟိုတူပါတယ်တူပါတယ်ဒီမှာဒီမှာလေးကဟိုကသူ့အမေနဲ့ပူတူတယ်အငယ်မလေးက ျွန်တော်နဲ့သူကပိုပြည့်စုံသွားတာပါ။နှစ်ယောက်စလုံးတယောက်ရုပ်တွေတမျိုးနှစ်ယောက်စလုံးလို့တမျိုးစီလှကြတာ။မိသားစုဆိုတာကတော့လေဆက်လင်းပြီးအကောင်လုံးကတူပါတယ်။တစ်ခုခုတစ်ခုခုတော့တူတယ်။ဟိုဘယ်ဆိုလို့ရှိရင်လဲဒါသူနဲ့မရခင်တော့ဆိုလို့ရှိရင်တော့ဒါကိုယ့်ရုပ်ကိုယ့်ရုပ်ကိုကကိုသူကသူ။ဒါပေမဲ့ညားသွားတဲ့အချိန်မှာကြာလာလဲမြအိမ်တော်ကြာပြီးကြာသွားလို့ရှိရင်လေရုပ်ဆင်သွားကြရရှင်။သူနဲ့ကိုယ်နဲ့ဆိုလို့ရှိရင်လဲ အဲ့လိုပေါ့နော်ဒီပတ်ဝန်းကျင်ကပြောရဲမောင်နှမကြနာရုပ်ကတူရဲတော့တချို့ဆိုတချို့ internet တွေပါရင်မသုံးတဲ့ anti ရာရှိရဲဆိုကိုယ်မောင်နှမညထိုင်လာညီမညောက်ကိုမောင်နှမတွေလာရုပ်စင်တယ်မောင်နှမတွေလာပေါ့နော်အဲ့အဲ့လိုဆိုမျိုးလဲမဟုတ်ဘူးလေညဆိုမဟဲ့ရုပ်စင်လို့ပေါ့အဲ့လိုတွေလည်းရှိရဲဒီမိသားစုကြီးကတယောက်တယောက်ကဟိုကြာလာတော့တူလာတယ်ပြီးတော့ခုနပြောဆိုသမီးတွေကလည်းသမီးတယောက်ကလည်းအဖေနဲ့တူတယ်အမေနဲ့တူအကောင်ကတူနေဘာတူမှန်းတော့မတူတူရောတူတယ်ဒီမိသားစုပေါက်ွားရဲဆိုဒီဒီရုပ်ကလေးတွေပေါ့နော်အဲ့လိုမျိုးလေးဟုတ်ဟုတ်ခုတင်တော့မသားတော့ပေါ့ ဘယ်တော့ပြောင်းလဲမှာလဲအဲ့ဆိုပြောင်းလဲပြောင်းလဲတတလုံး45ဖြစ်တယ်ပြောင်းလဲလို့မရဘူးอืมပြောင်းလဲလို့မရဒါတော့ဘယ်လိုမျိုးဓာတ်တူတွေပေါ့เนาะနောက်ထပ်အဲသူတချင်းတွေလည်း YouTube မှာအများကြီး ဟိုတင်ထားပါတယ်ထပ်ပြီးတော့လည်းဟိုအဲ့လို MDB ကောင်းကောင်းလေးနေနဲ့လည်းရိုက်ဖို့ရှိပါတယ်လို့တချို့တွေတကယ်အများကြီးရှိတယ်ဟို Airbrand လည်းထွက်ဖို့ရှိရယ်ပေါ့နော်သူလည်း Airbrand လုတ်ပေးထားတယ်ယောက်ျားကိုလည်းအဲ့အားလေးလည်းဟိုစောင့်ကြည့်ပြီးအပိတ်ပါအောင်လို့ကျေးဇူးတင်ပါတယ်